အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လွင်မဲဖြစ်ပါတယ်အခုဗီဒီယိုမှာဂိမ်းစော်ပြမှာမဟုတ်ဘူးလို့ပုံမြပြပြမှာလည်းမဟုတ်ပါဘူးဘာလို့မှလဲဆိုတော့အခုဗီဒီယိုမှာ Minecraft ထဲမှာ Stronger အဖြစ်ဆုံးလို့ပြောရလောက်တဲ့သဘောတန်းရဲ့အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းမစခင်မှာကျွန်တော်ရဲ့ Channel ကို Like and Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ Okay ဆက်လိုက်ကြရအောင်သဘောတန်းကို2022ခုနှစ်ဇွန်လ9ရက်နေ့မှာထွက်ရှိခဲ့တဲ့ Minecraft ရဲ့1.19 update မှာ Elifro နဲ့အတူမိတ်ဆက်ခဲ့ပါတယ် ဒီလိုအတ္တမအောင်မှုဖြစ်တဲ့သဘွားတန်းကိုဖန်တီးခဲ့တာတိုက်ခိုက်ဖို့မဟုတ်ပဲရှောင်ရှားဖို့အတွက်ပါအဲ့ဒါဆိုဘာလို့ဖန်တီးနေပြီလဲသဘွားတန်းရဲ့ပုံစံအားလုံးသိကြရတဲ့အချိန်မိကိုရောင်လို့လို့အပြန်အလှန်လို့ရှိပြီးတော့ဂျုံနှချောင်းထွက်နေတဲ့အကောင်ကြီးပါသဘွားတန်းရွယ်စားဘလောက်ကြီးလဲဆိုတော့မိုက်ခရိုပလီယာရဲ့တိရောက်မှထင်ပါတယ်ပလီယာထက်30လောက်ကြီးရဲ့ရွယ်စားရှိပါတယ်ဒါပေမဲ့ဒီကောင်ကမျက်စိကန်းနေတာပါမျက်မမြင်ဆိုရင်မှအထင်တော့မသိလိုက်ပါနဲ့ဒီကောင်ကြီးရဲ့ health point က900ရှိပါတယ် အတန်းနဲ့ဆိုရင်250ပါဆိုတော့ရန်ကုန်ကျမ်းမာရေဆိုရင်အန်နာဒေါ်ကွန်တန်2ဆကျော်လောက်များပါတယ်အဲဒါကြောင့်အန်နာဒေါ်ကွန်နဲ့ပိုင်ဝန်းချမယ်ဆိုရင်တစ်ချက်3ချက်လောက်အကျိုးပေးပြီးတီးလို့ရပါတယ်ဒါပေမဲ့ဒီကောင်ကြီးကမပြန်တတ်ပါဘူးတဝါရန်ကမျက်မမြင်ဆိုပြီးအတန်ကြာရရန်တန်တီးတာမဟုတ်ပါဘူးသူ့ရဲ့အာယုံခံစနစ်ကတော်တော်လေးကောင်းပါတယ်အဲ့ဒါကြောင့် player တွေရဲ့အတန်းနဲ့အနံ့တွေကိုအာရုံခံပြီးတော့အချက်ထဲနဲ့အပြောက်ဖြောက်ပြလို့ရပါတယ်။ဆိုတော့ဒီကောင်ကဒဲတပင်နဲ့ကင်းပင်တို့ရဲ့ပါဝါတွေပေါင်းထားတာအောင်မရပါဘူး။ဂိမ်းထဲမှာဒီကောင်အောင်တွေ့တာပဲဖြစ်ဖြစ်အတန်ကြတာပဲဖြစ်ဖြစ်ကြုံရရင်တော့နောက်လည်းမကြည့်ပဲပြေးဖို့ကြံပေးနေပါတယ်။ ဘာလို့လဲဆိုတော့တင်ရတင်ခန္ဓာကိုဒီကုံကိုဆွမ်းအမြင်မော်ရီတက်စင်ထားရင်တောင်မှဒီကောင်ကနှစ်ချက်သုံးချက်ထင်းနေတင့်ကိုမာလကီရသွားအောင်လုပ်ပြလို့ရပါတယ်ဆိုတော့ဒီကောင်ကဖန်တီးသူတွေပြောတဲ့အတိုင်းပဲရှောင်ရှားဖို့တက်တက်ပဲဖန်တီးထားတဲ့မူတစ်ခုပါတဝါရန်ပိုင်ဆိုင်တဲ့ဆောင်းအားတွေကတော့ခုနကျွန်တော်ပြောခဲ့သလိုပဲဒီကောင်ကအာယုံခံတော်တော်လေးကောင်းပါတယ်။ပြီးတော့တဝါရန်ရဲ့ပေါက်နေတယ်လို့ထင်ရတဲ့ရင်ဘက်ကနေ Sonic Slide တွေထွက်ပါတယ်။အဲ့ဒီ Sonic Slide နေနဲ့ပဲ player တွေကိုတိုက်ခိုက်တာပါ။ ို့တော့ဒီကောင်ကတင့်ကိုတွင်းရင်အယုံမန်းလိုလိုက်ပြမှာပါ။တဝါရန်ပြစ်လွတ်လိုက်တဲ့စိုးနယ်လိုင်းနေရာ30ရာနေ45ဘလော့အထိဓာမိတက်ရောက်ပါတယ်။သူ့ရဲ့စိုးနစ်လိုင်းတွေကိုဘလော့နဲ့ကာလို့မရပါဘူး။တဝါရန်ကိုစပန်းချင်ရှရီကာလို့ခေါ်တဲ့လိုင်းကြံသုံးချက်ကိုပေးလိုက်ရင်အဲ့ဒီနီနာတဝိုက်ကဂရောင်းကနေသူ့လိုလိုစပန်းဖြစ်လာပါတယ်။ရှရီကာတွေမရှိရင်သဘောအတိုင်းစပန်းမဖြစ်ပါဘူး။တဝါရန်နှလုံးသားလာတဲ့လူမကြီးတော့မဟုတ်ပါဘူး။သူ့ရဲ့ရင်ဘက်ကဟောင်းလောင်းဖြစ်နေပြီးတော့ကြီးမားလာတဲ့ရိုးတွေကကာထားပါတယ်။ သူ့ရဲ့ယိုရီယာဒီပ်တာဘိုင်ယိုမီရဲ့စကတ်ဘလော့ရင်းနဲ့တူပါတယ်။အဲ့ဒီယိုရီရဲ့ကြားမှာစကတ်ခိုးလို့ခေါ်တဲ့အပြာရောင်တောက်နေတဲ့နှလုံးသားရှိပါတယ်။အဲ့ဒီနှလုံးသားပဲစကတ်တီရဲ့စွမ်းအင်ကိုဆုပ်ယူပြီးတော့တဝါဒံကိုစွမ်းအားတွေပေးတာပါ။ဆိုတော့တဝါဒံထုတ်တဲ့စွမ်းနဲ့ slide နေရာလဲသူ့ရဲ့နှလုံးသားပေးရဲ့စွမ်းအားတွေပဲဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ယင်ဘက်ကယိုရီယာသူ့ကိုယ်သူကာဝယ်ဖို့နဲ့အာယုံခံနိုင်ကြတဲ့တထောက်ကူပြုပါတယ်။ချို့သူတွေကတဝါဒံရဲ့နှလုံးသားအထိကိုက်လွယ်ဆုံးလို့ပြောပေမဲ့ Minecraft ဘက်ကတော့တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ။တဝါရံရဲ့အားနဲ့ကြောက်ကတော့မျက်စိမမြင်တာပါ။သူ့ရဲ့အာယုံခံနိုင်ကြောင်းရဲ့မြင်ပါပဲ။သူ့အာယုံခံလို့မရအောင်နားခံလို့မရအောင်လုပ်လို့ရပါတယ်။ပြီးတော့ကျွန်တော်ခုနပြောခဲ့သလိုပဲတဝါရံကရှယ်ရီကရှိမှစပန်ဖြစ်တာပါ။ဆိုတော့ရှယ်ရီကရင်းမရှိရင်သူလည်းပုံမလာပါဘူး။သူ့ကိုစပန်ဖြစ်စေတဲ့အရာတွေကတော့ Deep Dark Biomi နဲ့ Asian Series မှာပဲတွေ့ရတတ်ပါတယ်။တဝါရံကိုကြည့်လို့ရလားဆိုတော့ရပါတယ်ဒါပေမဲ့တော်တော်လေးကိုခက်ခဲပါလိမ့်မယ် ကျွန်တော်ကတော့သူ့အတွင်းရေးကြီးခွင့်ရလုပ်ပြီးတိုက်ခိုက်ဖို့မစင်စားပဲပြေးဖို့ပဲစင်စားဖို့ကြံပေးကြပါတယ်။အဲ့လိုမှမဟုတ်ပဲသွားတယ်ကိုတိုက်ခိုက်ရမှာခေးရမှာအိပ်ပျော်စားဝင်တဲ့သူဆိုရင်လည်းနီလန်တချို့ကျွန်တော်ပြောပြပေးသွားပါမယ်။သွားတဲ့ lava and christ day နဲ့ TNT လို့ခေါ်တဲ့ dynamite တွေကိုတုံးပြီးတော့ထောင်ချောင်းစင်လို့ရပါတယ်။ပြီးတော့သွားတဲ့အသင်းရဲ့အတန်ကို iron ခံလို့မရဘူး။ wood block တွေ၊ carpet တွေကိုတုံးပြလို့ရပါတယ်။ invisibility potion ကိုတောက်ပြီးတော့အမော်ဝိတ်မထိုင်တဲ့သွားရန်တင့်ရဲ့အနံ့ကိုမရပါဘူးပြီးတော့သွားရန် span ဖြစ်လာတဲ့ skull sensor တွေကိုမြားရီလိုအဝေးပြေးလက်နက်တွေနဲ့တုံးပြီးတော့ဖြတ်စည်းလိုက်လို့ရပါတယ်ပြီးတော့သွားရန်ကို add the snow boy နဲ့ပြစ်ပြီးတင်ထားချောင်းစင်ထားတဲ့နေရာကိုမြောက်ခေါ်လိုက်ပါကျွန်တော်ကတော့အဲ့လောက်လှုပ်ရှုပ်တဲ့နေရာတွေကိုမလုပ်စေချင်ပါဘူးဘာလို့လဲဆိုပြင်းကြောက်ကောင်းလို့ပါ တဝါရန်ကိုအေရှန်စီးကြီးလို့ခေါ်တဲ့ရှီယောင်မိပြက်ကြီးကိုစောင့်ရှောက်တဲ့မုတ်တခုအဖြစ်ယူဆကြပြီးတော့ Guardian of the Deep Dark လို့လည်းတင်စားခေါ်ကြပါတယ်။အတိတ်ပဲကတော့နှဆိုင်သောအမှောင်ရဲ့စောင့်ရှောက်သူပါ။ဆိုတော့တဝါရန်က Minecraft ရဲ့တရားဝင်မှုတွေမှာအင်အားကြီးဆုံး Stronger အဖြစ်ဆုံးမှုပါ။ဘလောက်တော်တမ်းမလဲဆိုရင် Hero Brain နဲ့တဝါရန်တို့ fight တဲ့ TOE တောင်ရှိပါတယ်။ဆိုတော့ Hero Brain ကတရားဝင်မှုတခုမဟုတ်ပေမဲ့တဝါရန်နဲ့ Hero Brain ဘယ်သူကပိုကျန်းလဲ Hero Brain ဘက်ကတဝါရန် TOE ကို view ရည်သိကျင်နေဆိုရင်တော့ video တစ်ပတ်လုပ်ပေးပါမယ်။ သိကျင်တယ်မသိကျင်ဘူးဆိုတော့ comment မှာဖြေသွားပေးပါတဝါရန်ကိုပုံစံမျိုးစုံရောင်စင်းမျိုးစုံနဲ့မှုတွေထုတ်ကြပါတယ်။ဒါပေမဲ့ Minecraft ကတရားဝင်ထုတ်ထားတဲ့တဝါရန်ကတော့မိခိုးရောင်လိုလိုအပြန်လိုလိုဂျွန်းချောင်းထွက်နေတဲ့ကောင်တစ်ကောင်ပဲရှိပါတယ်။ဆိုတော့ Minecraft ရဲ့အကြံဆုံး Stronger ဖြစ်ဆုံးမှုဖြစ်တဲ့တဝါရန်အကြောင်းအရောဒီလောက်ပါပဲ။တခြားမှုတွေအကြောင်းသိချင်တယ်ဆိုရင်တော့ comment မှာမှန်သွားလို့ရပါတယ်။အဆုံးထိကြည့်ယူပေးတဲ့အတွက်အားလုံးကျေးဇူးထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျွန်တော်ကတော့လွတ်ပါ